မင်္ဂလာပါဖေတီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ manifestation အမှန်တရားဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်တချို့သောသူတွေဟာကိုလိုရှင်တဲ့အရာကို manifest ပြုလုပ်တဲ့အခါအဲ့ဒီ manifestation ကမအောင်မြင်ဘူးမအောင်မြင်ပေးနဲ့ manifestation ကြရှုံးသွားတဲ့တယ်အဲ့ဒါဘာကြောင့်လဲအဲ့ဒီအကြောင်းတွေကိုဒီဗီဒီယိုမှာပြောပြသွားမှာဖြစ်ပါတယ် ဒါကြောင့်မိတ်ဆွေတို့အနေနဲ့လူရှင်တဲ့အရာတစ်ခုကို manifest ပြုလုပ်တဲ့အခါကိုယ့်ရဲ့ manifestation အောင်မြင်စေဖို့ဘာတွေကိုပြုလုပ်ရမလဲဘာတွေကိုရှောင်ကြဉ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုမှာပြောပြပေးမယ့်အကြောင်းအရာတချို့ကို manifestation ဆရာကြီးတွေတောင်ပြောပြပေးမှာမဟုတ်ပါဘူး။ဒါကြောင့်ဒီဗီဒီယိုမှာပါဝင်နေတဲ့အကြောင်းအရာတချို့ဟာ manifestation နောက်ွယ်ကအမှန်တရားတွေပဲဖြစ်ပါတယ်။အဲ့ဒီတော့ဒီဗီဒီယိုကိုစကြရအောင် manifestation ကြားရှုံးရတဲ့အကြောင်းရင်းတွေရဲ့ number 1အချက်ကတော့ရှင်းလင်းပြတ်သားမှုမရှိတာပဲဖြစ်တယ်။ကို manifest ဖြစ်ရှင်တဲ့အရာနဲ့ပတ်သက်လို့ရှင်းလင်းပြတ်သားမှုတာမရှိခဲ့ဘူးဆိုရင် universe ကတင့်ကိုဘာတွေပေးရမလဲ၊တင့်အတွက်ဘာတွေ ယူဆောင်ပေးရမလဲဆိုတာကရှင်းရှင်းလင်းလင်းမရှိပါဘူး။ဒါကြောင့်ကို manifest ဖြစ်ရှင်တဲ့အကြောင်းအရာနဲ့ပတ်သက်လို့ရှင်းနေမှုရှိရမယ်တိကျမှုရှိရမယ်အဲ့ဒါသည်အရေးကြီးတယ် မိတ်ဆွေတို့အနေနဲ့ကိုဟာဘေးအရာကို manifest ဖြစ်ရှင်ပါလေဆိုတာကိုအတိအကျသိဖို့လိုအပ်ပါတယ်ကိုအနေနဲ့ဘေးအရာကို manifest ဖြစ်ရမယ်ဆိုတာကို တိတိကျကျသိရမယ်ဆိုတာအရေးကြီးတဲ့အကြောင်းကိုဒီစီမကြခနာပြောနေတာတွေရှိတယ်ပို့လို့အရေးကြီးတာကအဲ့ဒီအရာကိုဘာကြောင့် manifest ဖြစ်ရှင်တာလေအဲ့ဒါလေးကိုသိဖို့လိုတယ် ဒါကြောင့်မိတ်ဆွေတို့အနေနဲ့သင်ဟာတစုံတစ်ခုကို manifest ဖြစ်ရှင်နေသင်ဘဝအထက်မှာတစုံတစ်ခုကိုရရှင်နေဆိုရင်အဲ့ဒီအရာကိုဘာကြောင့်ရရှင်တာလဲဘာကြောင့် manifest ဖြစ်ရှင်တာလဲမိမိကိုယ်ကိုပြန်မေးကြည့်ပါကိုယ်လိုရှင်တဲ့အရာကိုဘာကြောင့် manifest ဖြစ်ရှင်တလေဆိုတာကိုသိဖို့ကပုံမအရေးကြီးပါတယ်။အဲဒီလိုသိလိုက်ရှင်းကပဲမိတ်ဆွေအတွက်လိုအပ်နေတဲ့ energy တွေကိုဖြစ်ဆွဲပေးနိုင်မှာဖြစ်တယ်။ အဲ့ဒီလိုတည်တဲ့အခါမှာပဲ universe ကမိတ်ဆွေလိုရှင်တဲ့အရာကို အတိအကျယူဆောင်ပေးလာနိုင်မှာဖြစ်တယ်။တခါတလေကျွန်ုပ်တို့မှာမတိရှာမရေရာတဲ့ဆင်တားတွေအများကြီးရှိနေကြတယ်။ဥပမာငါကချစ်ချင်းမေတ္တာတွေကိုရယူရှင်တယ်။ငါကပျော်ရွှင်မှုတွေရယူရှင်တယ်။ငါငွေတွေအများကြီးလိုရှင်တယ်။အဲ့ဒီလို တိကျတေရှာရေရာမှုမရှိတဲ့ဆင်တားတွေရှိနေမိအစား ကို့အနေနဲ့အချီးရင်နဲ့ပတ်သက်လာရင်လေဘလို့အချီးရင်မျိုးကိုလိုရှင်တလေဘလို့အချီးရင်တွေကို တွေ့ကြုံခံစားလိုတလေဆိုတာကိုတိတိကျကျမိမိကိုယ်ကိုဆုံးဖြတ်ပါငွေရင်းချင်းနဲ့ပတ်သက်လာရင်လေကို့ဟာငွေဘလောက်ကိုလိုရှင်တလေအဲ့ဒီငွေပမာဏကိုဆုံးဖြတ်လိုက်ပါ ကို့လိုရှင်တဲ့အရာကို့လိုရှင်နေတဲ့ဖြစ်တည်မှုတွေနဲ့ပတ်သက်လို့သီးသန်းဖြစ်နေဖို့တော့လိုအပ်ပါတယ် အဲ့ဒီလိုတည်တဲ့ဖြစ်နေမှသာလည်းရင်ကိုလိုချင်တဲ့အရာကို manifest ပြုလုပ်တဲ့အခါတီးမာတဲ့ထူရှားမှုတွေကို တွေ့မြင်နိုင်ရမှာဖြစ်ပါတယ်။တခြားသောသူတွေဟာကိုလိုချင်တဲ့အရာနဲ့ပတ်သက်လို့ခိုင်မာတဲ့စိတ်ခင်စားချက်တွေရှိကြတယ်။ဒါပေမဲ့သူတို့ကဘေးအရာကို တိတိကျကျလိုချင်နေဆိုပြီးတော့သိသိမ်းရှိမနေကြဘူးအဲ့ဒီအချိန်က manifestation ကြာရှုံသွားတယ်အ အဲ့ဒါကြောင့်သင်လို့ရှင်တဲ့အရာသင် manifestation တဲ့အရာသင်ဘာလေးဆိုတာကိုတိတိကျကျသိသိသင်သင်သိပါစေဒီလိုသင်လို့ရှင်တဲ့အရာကို သိပြီးနောက်အဲ့ဒီအရာကိုသင်ဘာကြောင့်လို့ရှင်တလေးဆိုတာကိုသိပေးပါအဲ့ဒီလို တိတိကျကျသိနိုင်ဖို့အတွက်လို့ရှင်တဲ့အရာနဲ့ပတ်သက်လို့စာနဲ့ရှာရေးလိုက်ပါ နေမင်းနှင်းအချက်အနေနဲ့ manifestation ကြာရှုံးရခြင်းရဲ့အကြောင်းရင်းကတော့အပြုသဘောမဆောင်တဲ့တန်တရားစိတ်တွေအပြုသဘောမဆောင်တဲ့ယုံကြည်ချက်တွေကြောင့်ပဲယုံကြည်ချက်ဆိုတဲ့အရာဟာဘေးအရာကိုမဆို manifest ဖြစ်စေဖို့အတွက်အဓိကအရှိခံအုံမြစ်ဖြစ်တယ် ဒီတော့တင့်ရဲ့မတိစိတ်ထေးမှာတင်တရားစိတ်တွေစိုးရိမ်စိတ်တွေအဲ့ဒီမကောင်းတဲ့အပြုသဘောမဆောင်တဲ့စိတ်ကူးစိတ်တင်းတွေယုံကြည်ချက်တွေရှိနေမေဆိုရင်အဲ့ဒီလိုအပြုသဘောမဆောင်တဲ့အရာတွေ negative တွေကိုပဲများများဆွေးငင်နေပါလိမ့်မယ်အဲ့ဒီလိုအပြုသဘောမဆောင်တဲ့စိတ်တွေဖြစ်လာပြီဆိုရင်ကိုယ့်ရဲ့ယုံကြည်ချက်တွေဟာ limiting belief တွေဖြစ်လာမယ်။ limiting belief ဆိုတာကိုယ့်ရဲ့ယုံကြည်ချက်တွေဟာကင်တဲထားတဲ့ယုံကြည်ချက်တွေကိုခေါ်တယ် အဲ့ဒီတော့ကင်ဆယ်ထားတဲ့ယုံကြည်ချက်တွေတန်တရားစိတ်တွေဟာကိုယ့်ရဲ့ manifestation ကိုအတားအဆီးဖြစ်စေတယ်။ဒီလိုဆိုရင်သင်ရဲ့ limiting belief နဲ့ပတ်သက်လို့ဘာတွေပြုလုပ်ရမလဲ။အဲ့ဒီ limiting belief တွေကိုစိန်ခေါ်လိုက်ပါ။ဒီလို limiting belief တွေကိုစိန်ခေါ်ဖို့စာနဲ့ရေးချပြရမှာဖြစ်တယ်။တကယ်တော့သင်ရဲ့ limiting belief တွေဆိုတာအမှန်တရားတွေမဟုတ်ပါဘူး။အဲ့ဒါတွေသည် အမှားတွေပဲဖြစ်တယ်။ အဲ့ဒါကြောင့် delimiting belief တွေဟာဘာဖြစ်လို့အမှားတွေဖြစ်နေသလဲဆိုတာကို စာနဲ့ရေးချပေးပါဥပမာဆိုပါဆိုမိษွေဟာမိမိကိုယ်ကိုယုံကြည်ခြင်းနဲ့ပတ်သက်ပြီးပြဿနာရှိနေတယ်မိမိကိုယ်ကိုယုံကြည်မှုမရှိဘူးကိုယ့်ကိုယ်ကိုဘလို့တွေးတောနိုင်တည်းဆိုရင်ငါကမတော်ဘူးအဲ့ဒီလိုမျိုးစဉ်းစားကောင်းစဉ်းစားလိမ့်မယ်အဲ့ဒီအခါမှာအဲ့ဒီယုံကြည်ချက်တည် အမှားပဲဖြစ်တယ်အမှန်တရားမဟုတ်ဘူးအဲ့ဒီယုံကြည်ချက်ကဘာဖြစ်လို့မှားနေတည်းဆိုတာကိုကိုယ့်ကိုယ်ကိုစဉ်းစားပါ တင်ဟာဘာဖြစ်လို့မတော်တာလဲတင်ဟာဘာဖြစ်လို့မကောင်းမွန်တာလဲတင်လို့ရှင်တဲ့အရာနဲ့ဘာဖြစ်လို့တင်ဟာမထိတ်တင်တာလဲဒီလိုယုံကြည်ခြင်းအမှားတွေကိုမိမိကိုယ်ကိုပြုပြင်ပြောင်းလဲပေးဖို့လိုအပ်တယ်အဲဒါကြောင့်ဒီယုံကြည်ခြင်းတွေကိုပြုပြင်ပြောင်းလဲနိုင်ဖို့ affirmation တွေရွတ်ဆိုပေးရမှာဖြစ်ပါတယ်ဒီ affirmation တွေကို မနေ့နေ့လေးညနေပုံမှန်ရွတ်ဆိုပေးပါဒီ affirmation တွေကိုစင်စင်မပြဲလေ့ကျင့်ပေးပါ ဒီလိုဆိုရင်နောက်ဆုံးမှာတော့အဲ့ဒီ affirmation တွေဟာသင်ရဲ့မသိစိတ်ထင်းမှာဆွေးမြေးသွားပါလိမ့်မယ်။အဲ့ဒီအခါမှာသင်ဟာကြီးမားတဲ့အပြောင်းလေးကို တွေ့ကြုံရပါလိမ့်မယ်။ဒီလိုဆိုရင်ဘလို့ affirmation မျိုးကိုရွတ်ဆိုရမလဲ။ငါဆိုတဲ့စကားလုံးပါတဲ့ affirmation ကိုရွတ်ဆိုပေးပါ။ဥပမာမိတ်ဆွေဟာငွေအမြောက်အမြောက်ကိုရှာဖွေရှင်တဲ့သူဖြစ်တယ်ဆိုရင်ငါဟာငွေရှာရလွေကူတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ affirmation မျိုးကိုရွတ်ဆိုပေးပါ။ ။နောက်ဥပမာတစ်ခုကတော့မိဆွေကအချင်းကြီးမှာကင်ကောင်းရှင်တဲ့သူဖြစ်တယ်ဆိုရင်ငါအချင်းကြီးမှာကင်ကောင်းတဲ့တဲ့သူဖြစ်တယ်။ငါကို လူတိုင်းကချစ်ကြတယ်ငါဟာလူရှင်မမို့ဝေကောင်းတဲ့သူဖြစ်တယ်ငါဟာရှ िख င်နှစ်လိုဝေကောင်းတဲ့သူဖြစ်တယ်စသဖြင့်အဲ့ဒီတော့ affirmation မျိုးတွေကိုရွတ်ဆိုပေးပါဆက်လက်ပြီးရင်နံပါတ်3အနေနဲ့ manifestation ကြာရှုံးရတဲ့အကြောင်းရင်းကတော့တသမဲတည်းပြုလုပ်ဆောင်ရွက်မှု မရှိတာပဲဖြစ်တယ် တချို့သောသူတွေဟာကိုပြူလုံးနေတဲ့အလုပ်တွေကိုပုံမှန်လုပ်လေးလုပ်တာမရှိကြဘူး။အဲ့ဒီတော့ affirmation တွေရွေးဆိုနေသလားလို့ပြောရင်မေ့သွားတဲ့အခါရှိတယ်။ပုံမှန်မပြုတ်လုပ်တဲ့အခါရှိတယ်။အဲ့ဒီလိုစသဖြင့်အကြောင်းပြချက်အမျိုးမျိုးတွေဖြစ်နေကြတယ်။တချို့ကြပြန်တို့လေငါဒီ affirmation တွေကိုရွေးဆိုဖို့အချိန်မရဘူး။ငါ scripting method တွေနဲ့စာရင်းနေဖို့အချိန်မရဘူး။ visualization ပြုလုပ်ဖို့အဆင်မပြေဘူး။စသဖြင့်အကြောင်းပြချက်အမျိုးမျိုးတွေပြောကြတယ်။ ဒါပေမဲ့အဲ့ဟာတွေသည်အကြောင်းပြရှင်းမှတ်တာဖြစ်တယ်။မိတ်ဆွေအနေနဲ့ကားစီးနေတဲ့အချိန်မှာ affirmation တွေရွက်ဆိုနေလို့ရတယ်။တချို့တတိဆိုရင်ဖျားခါထားတွေရွက်ဆိုနေသလိုပေါ့။အဲ့လဲချောင်းနေတဲ့အချိန်မှာလေဒီ affirmation တွေကိုရွက်ဆိုပြီးရင်လဲချောင်းလို့ရတယ်။ဒီလိုလဲချောင်းနေတဲ့အချိန်မှာကိုလိုရှင်တဲ့အရာနဲ့ပတ်သက်လို့စိတ်ကူးရင်လို့ရတယ်။ ဒါကြောင့်မိတ်ဆွေအနေနဲ့ဘာတွေပြုလုပ်နေသလဲ affirmation တွေရွတ်ဆိုနေသလားအဲ့ဒီလိုဆိုရင် affirmation ရွတ်ဆိုတာကိုတသမဲလေးပုံမှန်ရွယ်ပေးပါဒီလိုသာပုံမှန်အလုပ်တွေမပြုလုပ်ဘူးဆိုရင်မိတ်ဆွေကကိုလိုရှင်တဲ့အရာနဲ့ပတ်သက်လို့ manifest ဖြစ်ဖို့သင်ချာမှုမရှိပါဘူး manifestation ပြုလုပ်တဲ့အခါအပြုသဘောဆောင်တဲ့အတွေ့အကြုံတွေးယုံနယ်လေးမလုံလောက်သေးဘူး visualization လေးပြုလုပ်လိုက်ယုံနယ်လေးမလုံလောက်သေးဘူး အဲ့ဒီတော့ manifestation မှာအဓိကဘာလို့အဲ့လေးဆိုရင် inspire action ဆိုတဲ့ action လို့အဲ့တည်ဒီလိုဆိုရင် inspire action နဲ့ပတ်သက်လို့ဘာတွေပြုလုပ်သင့်တယ်လဲကိုပြုလုပ်နေတဲ့ဆောင်ရွက်ချက်ကို တသမဲတည်းပြုလုပ်ဆောင်ရွက်ပါပုံမှန်ပြုလုပ်ဆောင်ရွက်ပါ ီလိုဆိုရင်မိတ်ဆွေဟာ manifestation နဲ့ပတ်သက်လို့ဘာကိုပြုလုပ်ဆောင်ရနေသလဲအဲ့ဒီအရာကိုပုံမှန်ပြုလုပ်ဆောင်ရဖို့စဉ်းစားပါဒါပေမဲ့စစရှင်တော့ជីជីမမကြီးအချိန်တွေအကြကြီးအဲ့ဒီလိုမပြုလုပ်ပါနဲ့သေးသေးလေးကပဲစတင်ပါ ဒီလိုသေးသေးလေးနဲ့စတင်ပြုလုပ်ဆောင်ရွက်နိုင်ဖို့ဥပမာလေးပေးပြီးပြောပြပါမယ်။အဲ့ဒါကမိတ်ဆွေဟာဘာသာရေးအလုပ်တစ်ခုကိုပြုလုပ်တယ်ဆိုပါစို့။အဲ့ဒီအချိန်မှာမိတ်ဆွေကပတိစိတ်တဲ့အလုပ်ကိုပြုလုပ်တယ်။ပြုလုပ်တော့ပတိစိတ်တဲ့အခါမှာတရေတည်းနဲ့ပတိအပဲရင်ယာနဲ့ထောင်နဲ့ရှိပြီးရင်စိတ်နေစရာမလိုဘူး။တရေမှာပတိသုံးပဲစိတ်မလား။တစ်ခုတက်မှတ်လိုက်ပါနော်။သုံးပဲပြီးပြီ။ ဒါဆိုရင်မိတ်ဆွေပြူလို့ရမယ့်အလုံးပြီးသွားပြီဒီလိုပုံစံမျိုးမိတ်ဆွေအနေနဲ့ affirmation ရွေးဆိုတာပဲဖြစ်ဖြစ် visualization ပြူလို့တာပဲဖြစ်ဖြစ်အဲ့ဒီလိုတင်းတင်းလေးနဲ့စတင်ပြီးရင်ပုံမှန်ပြူလို့ပေးပါ ကိုပြူလို့နေတဲ့ဆောင်ရွက်ရှိကိုပဲသင်ချာပေါက်ပြူလို့ဆောင်ရွက်ပေးဖို့အရေးကြီးပါတယ်ဒါမှသာလျှင် ကိုယ့်ရဲ့ဆောင်ရွက်ချက်ဟာလိုရှင်တဲ့ပဲတိုင်နဲ့ကိမ့်ညီမှဖြစ်တယ်။ နမလေးအချင်းအနေနဲ့ manifestation ကြာဆုံးရတဲ့အကြောင်းရင်းကတော့စိတ်မရှိသီးမခင်မှုပဲဖြစ်တယ်။လူတော်တော်များများဟာလိုရှင်တဲ့အရာကိုမြင်မြင်ဆင်ဆင် manifest ဖြစ်ရှင်တဲ့ကြတယ်။အဲ့ဒီအခါကိုယ့်ရဲ့ manifestation နဲ့ပတ်သက်လို့စိတ်ရှိမှုတွေသီးခင်မှုတွေအားနေလာတယ်။ဒီတော့ manifestation မှာအဖြစ်စွန်းအင်တွေဝင်ရောက်လာတဲ့ပါတယ်။ အဲ့ဒီအဖြစ်ဆွင်းအင်ကတချို့တလေတွေအတွက်တခဏတာတာဖြစ်နေပေမယ့်တချို့တလေတွေကြတော့အချိန်တော်တော်ကြာတဲ့တည်းအဲ့ဒီလိုစိတ်မရှိတဲ့အခါကိုယ့်ရဲ့ manifestation နဲ့ပတ်သက်ပြီးစိတ်ပြည့်လက်ပြည့်တွေဖြစ်လာတယ်ဒါအပြင်အဲ့ဒီ manifestation အပေါ်မှာယုံကြည်မှုမရှိတော့ဘူး အဲ့ဒီတော့ကိုလိုရှင်တန်အတွက် manifest ပြုလုပ်တဲ့အခါမှာအစဘိမ့်မှာတော့ဒါကငါအတွက်အလုပ်ဖြစ်တယ်ငါအတွက်အစဉ်ပြေတယ်အဲ့ဒီလိုငါချစ်တဲ့သူကိုရရှိနေပြီဖြစ်တော့ဝမ်းသာတယ်ကျေးဇူးတင်တယ်စသဖြင့်အဲ့ဒီလိုပြောတယ်ကြတယ်ဒါပေမဲ့ချက်ချင်းရုတ်တရက်ဆိုသလိုဒါကအလုံးမဖြစ်ပါဘူးအဲ့ဒီလိုမျိုးစဉ်းစားလာတဲ့တည်းအဲ့ဒီလိုစဉ်းစားမိတော့ကိုယ့်ရဲ့ manifestation ကိုလက်လျှော့တော့မင်းမပြုတ်လောက်တော့ဘူးအဲ့ဒီလိုမျိုးဖြစ်တဲ့ကြတယ်ဒီတော့ဒီလိုမဖြစ်အောင်ဘယ်လိုပြုတ်လောက်ရမလဲ လိုရှင်နေတဲ့ရလဲ့ပေါ်မှာတွေ့တာနေတဲ့စိတ်ကိုလွှတ်ချလိုက်ပါလိုရှင်နေတဲ့ရလဲ့ကိုစဉ်းစားနေတာကရက်တင်လိုက်ပါလိုရှင်နေတဲ့ရလဲ့ပေါ်မှာပုံမိုစဉ်းစားနေလေတင့်ရဲ့ manifestation လုပ်ငန်းစဉ်ကပုံမိုနှီးနေလေပဲ လိုရှင်နေတဲ့ရိုင်းလဲပေါ်မှာဆွေးနေနေတယ်ဆိုတာကအဲ့ဒီအရာကိုငါလိုရှင်နေတယ်အဲ့ဒီအရာကိုငါလိုအဲ့နေတယ်စသဖြင့်အဲ့ဒီလိုမျိုးစဉ်းစားတယ်ပြီးမရနိုင်သေးဘူးလားမဖြစ်နိုင်သေးဘူးလားအဲ့ဒီလိုမျိုးစဉ်းစားနေတာပြီးလိုရှင်နေတဲ့ရိုင်းလဲပေါ်မှာဆွေးနေနေတာပဲဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီဆွေးနေနေတဲ့စိတ်ကိုလွှတ်ချပြီးရင်တင့်ရဲ့ manifestation ကိုအလုံးလုံးခွင့်ပေးဖို့လိုအပ်တယ်။ ဒီလိုဆိုရင် manifestation လုပ်ငန်းစဉ်အလုပ်ဖြစ်လာစေဖို့သင်ရဲ့စိတ်ကိုပလို့ထားရမလဲ။သင်လိုရှင်တဲ့အရာသည် manifest ဖြစ်ပြီးသားဆိုပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာသိနေဖို့လိုအပ်တယ်။အဲ့ဒီတော့လိုရှင်တဲ့အရာဟာကိုယ့်ဘဝထဲမှာ manifest ဖြစ်နေပြီဆိုတဲ့ဆုံးဖြတ်ချက်ကိုသာရှာလိုက်ပါ။သင်အနေနဲ့ပြုလုပ်ရမှာကသင်လိုရှင်တဲ့အရာကို ဆုံးဖြတ်ချက်ရှာပြီးရင်ရွေးရှည်လက်ယုံပေးဖြစ်တယ်။ဒါသည်သင်အတွက်အလုပ်ဖြစ်ပါလိမ့်မယ်။ နေမင်္ဂအချက်အနေနဲ့ manifestation ကြာရှုံးရတဲ့အကြောင်းရင်းကတော့အပြောင်းအလဲကို ခုခံနေတာပဲဖြစ်တယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်သင်ဟာအပြောင်းအလဲတွေမပြုတ်လို့လို့ဘူး။တစုံတစ်ခုကိုလိုရှင်ခင်းရင်တောင်မှအပြောင်းအလဲတွေပြုတ်လို့လို့စိမရှိဘူး။သင်ရဲ့မသိစိတ်ကိုယ်တိုင်ကအဲ့ဒီအပြောင်းအလဲကိုခုခံတားဆီးနေတယ်။ တခါတလေ manifestation ပြုလုပ်တဲ့အခါ comfort zone ထဲကထွက်ခွာဖို့လိုအပ်တယ်။တနည်းအားဖြင့်တက်တောင်းတက်တာရှိနေတဲ့အနေအထားကနေပြီးတော့ထွက်ခွာပေးဖို့လိုအပ်တယ်။လက်ရှိအခြေအနေထဲမှာတွေ့ကဲမနေနဲ့။မိတ်ဆွေအားကိုဘဝကိုအပြောင်းအလဲပြုလုပ်ရှင်နေဆိုရင်တခဏတာလောက်တော့ comfort zone ထဲကထွက်ခွာပေးပါ။ဒီလို comfort zone ထဲကထွက်ခွာပြေဖို့ကိုဘဝတိုးတဲ့ဟာတိုးတဲ့ကြောင်းတွေကိုလိမ့်လင်ရှာဖွေပြရမှာဖြစ်တယ် ပြောင်းလေးတွေကိုပြုလုပ်ပေးရမှာဖြစ်တယ်။အဲ့ဒီအပြောင်းလေးသည် ကောင်းမွန်တဲ့အပြောင်းလေးဖြစ်တယ်။ကောင်းမွန်တဲ့အပြောင်းလေးတွေဖြစ်ပေါ်လာတဲ့အခါမိစေလိုအပ်နေတဲ့ energy တွေဟာမိစေရဲ့ခန္ဓာကိုယ်ထေးကိုစီးဝင်လာပါလိမ့်မယ်။ကောင်းမွန်တဲ့အပြောင်းလေးတွေကိုရရှိနိုင်ဖို့ gratitude ဆိုတဲ့ကျေးဇူးတင် တရားကိုလေ့ကျင့်ပြီးဖို့လိုအပ်ပါတယ်။ ရတီကျူးကိုလေ့ကျင့်တဲ့အခါစနဲ့ရေးရှားပြီးရင်လေ့ကျင့်တာကတော့ကောင်းမှန်ပါတယ်။အဲ့ဒီလိုစနဲ့ရေးရှားပြီးရင်လေ့ကျင့်တာကိုတခဏတာမဟုတ်ဘဲနေ့စဉ်နေ့တိုင်းလေ့ကျင့်ပေးပါ။ပုံမောတင့်လွင်တောက်ပနေတဲ့မိမိကိုယ်ကိုမြင်ယောင်ကြည့်ပါ။ ညမအိမ်မီအချိန်ကလေးအတွင်းမှာကိုရဲဘဝဟာအခုအချိန်မှာပုံမသိလွင် တောက်ပလာပြီဖြစ်တဲ့အပြောင်းလေးတွေဖြစ်ပေါ်နေပြီးကောင်းမွန်တဲ့အပြောင်းလေးတွေဖြစ်ပေါ်နေပြီဖြစ်တော့ကိုဟာတကယ်ကိုအရင်ကို တောက်ပလှပတဲ့လူတယောက်ဖြစ်နေပြီဆိုပြီးတော့မိမိကိုကို မြင်အောင်ကြည့်ပါ visualization ပြုလုပ်ပါ visualization ပြုလုပ်ရှင်အပြင် ကိုလိုရှင်တဲ့အရာကို manifest ဖြစ်စေနိုင်ဖို့များစွာအထောက်အကူပြုပါတယ် ဒါကြောင့်မိတ်ဆွေရဲ့ဘဝဟာပြောင်းလဲနေပြီးပုံမိုသင်းလွင်တောက်ပလှပနေပြီဆိုတာကို visualization ပြုလုပ်ပါမိတ်ဆွေလိုရှင်တဲ့ဘဝတဲ့အခြေအနေအသစ်တွေဖြစ်ပေါ်လာပါလိမ့်မယ်အခုပြောခဲ့တဲ့အချက်တွေကိုလိမ့်နာချင်းအဖြစ်မိတ်ဆွေဟာကိုယ့်ရဲ့မသိစိတ်ကိုပြောင်းလဲနိုင်ပြီးရင်ကိုလိုရှင်တဲ့အရာကိုအောင်မြင်စွာ manifest ပြုလုပ်နိုင်ပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနှီးကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်